အားလုံးပဲမင်္ဂလာပါခင်ဗျာသင်ရဲ့ဘေညာလက်ဝါးတွေကိုဖြန့်ကြည့်လိုက်ပါကျဲမတ်သင်္ကေတလေးတစ်ခုကိုတနည်းရရာမှာတွေးမြင်မိပါသလားကျဲမတ်သင်္ကေတဆိုတာ9တောက်ကျဲပုံပဲဖြစ်ဖြစ်6တောက်ကျဲ8တောက်ကျဲပုံပဲဖြစ်ဖြစ်ခရီးပွင့်ကလေးလိုပဲဖြစ်ဖြစ်အဲ့လိုပုံမျိုးတစ်ခုခုဖြစ်ပေါ်ပါရှိနေတာကိုပြောတာပါဘယ်နေရာမှာပါရှိတာလဲဘေညာလက်ဝါးနှစ်ဖက်စလုံးမှာပါတာလားတစ်ဖက်တည်းမှာပဲပါတာလား ကျဲပွင့်ကလေးသို့မဟုတ်ခရီးပွင့်ကလေးပါရှိတဲ့နေရာကိုမူတည်ပြီးကောင်းကျိုးဆိုးပြစ်တွေပြည့်စုံတတ်ပါလေ။ဒါကြောင့်တင်းရက်လောက်ဝါးတွေကိုဖြန့်ကြည့်လိုက်ပါ။ကျဲပွင့်ကလေးခရီးပွင့်ကလေးတစ်ခုခုဘယ်နေရာမှာပါရှိပါသလဲ။လက်ညိုရင်ကနေရာကိုကြာသာပြေးဂျိုခုံလို့ခေါ်ပါလေ။အဲ့ဒီလက်ညိုရင်ကြာသာပြေးဂျိုခုံပေါ်မှာကျဲပွင့်သို့မဟုတ်ခရီးပွင့်ဆိုတဲ့အမတ်သားသင်္ကေတကလေးတစ်ခုပါပြီးဆိုရင်သင်ဟာအလွန်ကံကောင်းသူတူဖြစ်လို့နေပါပြီလို့ဆိုလို့ရပါတယ်။တင်းရက်လက်ညိုရင်ကြာသာပြေးဂျိုခုံဟာ ြည့်ဖြူမြင့်မောက်နေဖို့တော့လိုပါတယ်။ကြဲပွင့်ကလေးသို့မဟုတ်ခရီးပွင့်ကလေးဟာလည်းထင်ထင်ရှားရှားပေါ်ပေါ်လွင်လွင်နဲ့အပြစ်ကင်းစင်နေဖို့လိုပါတယ်။တခြားဂျူခုံတွေရဲ့ဖြက်စီမှုလမ်းကြောင်းတွေရဲ့ဖြက်စီမှုတွေမရှိဘဲနဲ့ကံလမ်းကြောင်းအောင်မြေလမ်းကြောင်းတွေလည်းပါရှိပြီးကောင်းမွန်နေမယ်ဆိုရင်သင်ဟာသင်ရဲ့ဘဝတစ်လျှောက်လုံးမှာကံအကောင်းဆုံးလူတူဖြစ်ဖို့သိကြပါတယ်။ကိုရောစိတ်ပါချမ်းသာဒုက္ခပြေဝမဲ့လူတူဖြစ်ပါတယ်။ တင်းရပွားမှာတိုင်းတဲ့ကားနဲ့နေရသလိုရွှေငွေပစ္စည်းဥစ္စာရတနာတွေနဲ့လည်းပြည်စုံကြွယ်ဝမှာဖြစ်ပါတယ်တင်းရပတ်ဝန်းကျင်အတိုင်းဝဲမှာပဲဖြစ်ဖြစ်ရက်ထဲရွာထဲမှာပဲဖြစ်ဖြစ်တနိုင်ကံလုံးအတိုင်းတာနဲ့ပဲဖြစ်ဖြစ်တင်းဟာဝင်ဆန့်သူတူဖြစ်ပါလိမ့်မယ်နေရတကာမှာဦးစည်းခေါင်းဆောင်ရတဲ့အခန်းကပါဝင်ရပါလိမ့်မယ်ဘဝတလျှောက်လုံးစိတ်ရောကိုယ်ပါချမ်းသာဒုက္ခအဝဝကိုရရှိခံစားရပါလိမ့်မယ်ကြာတာပြီးဂျိုခုံဆိုတဲ့လက်ညိုအရင်တနေရရာမှာကျဲမတင်ဂေတပါတဲ့လူဟာ လူချင်းအတူတူဆိုရင်တော့အောင်မြင်မှုတရဖူစောင်းနိုင်တဲ့လူဖြစ်ပါတယ်။မင်းအစိုးရလုပ်ငန်းတွေနဲ့လည်းအကျိုးပေးပါတယ်။လူအများနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေပညာရတစ်ခုခုကိုအသုံးပြုပြီးလုပ်ရတဲ့လုပ်ငန်းတွေမှာလည်းအကျိုးပေးပါတယ်။အုံနောက်ကောင်းပြီးအသိဉာဏ်ထက်မြက်တဲ့သူတွေဖြစ်ကြပါတယ်။တိလွယ်မြင်လွယ်တက်လွယ်ပြီးထူးချွန်ထက်မြက်တဲ့ပညာရှင်တွေဖြစ်တတ်ကြပါတယ်။ချုပ်မီပြောရမယ်ဆိုရင်တော့ကြာတာပလေးဂျိုခုံဆိုတဲ့လက်ညိုအရင်တနေရာမှာကျဲအမတ်တင်ဂေတပါတဲ့လူတွေဟာ ဖိုးကံကောင်းမဲကံကောင်းတွေဖြစ်ကြပါတယ်လက်သကြွယ်အရင်ကနေရာကိုတော့တနင်္ဂနွေဂျူကုံလို့ခေါ်ပါတယ်တနင်္ဂနွေဂျူကုံဆိုတဲ့လက်သကြွယ်အရင်မှာကျေအမတ်တင်ဂီတလေးပါမယ်ဆိုရင်တော့သင်ကကံကောင်းသူတူဖြစ်ပါတယ်တခြားဂျူကုံတွေအောင်မြေလန်းချောင်းတွေကံလန်းချောင်းတွေကလည်းထောက်ကူပံ့ပိုးပေးမယ်ဆိုရင်သင်ဟာမဟာကံထူးရှင်ဖြစ်နိုင်ပါတယ်တိန်ရာချီတဲ့ထီစုကြီးတွေတေချာပေါက်ပေါက်နိုင်ပါတယ်နိုင်ငံခြားထီစုကြီးတွေလည်းပေါက်တတ်ပါတယ် တခြားလမ်းကြောင်းတွေဂျိုးခုံတွေကဖြက်စီးနေရင်တောင်မှထီစုတွေပေါက်နိုင်ပါသေးတယ်။တနင်းငွေဆိုတဲ့လက်သကြွယ်နေရာမှာကျဲမသင်္ကေတပါတဲ့သူဟာတတိသကြွယ်လက္ခဏာပဲဖြစ်ပါတယ်။ထီပေါက်ခြင်းတခြားနီးနဲ့ငွေအစုလိုက်အပုံလိုက်ရတတ်ခြင်းရွှေအိုးငွေအိုးများရတတ်ခြင်းအဖိုးတန်ကြောင်းမြတ်ယတနာပစ္စည်းများရတတ်ခြင်းဆိုတဲ့ကံတရားရဲ့ပန့်ပိုးမှုတွေရရှိတတ်ပါတယ်။တန်းကြွယ်ကတိကြွယ်တတိကြီးတွေဖြစ်တတ်ပါတယ်။ တနင်္ဂနွေဂျူခုံလို့ခေါ်တဲ့လက်သကြွယ်အရင်းမှာကျဲမတ်တင်ဂီတပါတဲ့သူဟာနေရာတကာမှာလူအများရဲ့ယုံကြည်လေးစားချစ်ခင်အားကိုးမှုကိုလည်းရတတ်ပါတယ်။ခြုံပြီးပြောရမယ်ဆိုရင်တနင်္ဂနွေဂျူခုံမှာကျဲမတ်သာပါတဲ့သူဟာချမ်းသာကြွယ်ဝပြီးလူအများရဲ့ချစ်ခင်လေးစားမှုကိုရတတ်ပါတယ်။ဘလောက်ပဲဆင်းရဲမွဲတေပြီးကုန်းကောက်စရာမရှိတဲ့သူဖြစ်နေပါစေကျဲမတ်တင်ဂီတလေးပါမယ်ဆိုရင်တော့သင်ကတနေ့နေ့မှာကြွယ်ဝချမ်းသာသူအေကံမုတ်ချဖြစ်လာနိုင်ပါတယ်။ လက်ကလေးရင်းကနေရာကိုတော့စနေဂျိုခုံလို့ခေါ်ပါတယ်စနေဂျိုခုံမှာကျဲမတ်သားပါတဲ့သူကတော့ကန်ဆိုးသူတူပဲဖြစ်ပါတယ်တခြားဂျိုခုံတွေလမ်းကြောင်းတွေကလည်းကောင်းမွန်တဲ့ထောက်ကူမှုမပြုတ်ဘူးဆိုရင်တော့ပိုပြီးဆိုးတတ်ပါတယ်စနေဂျိုခုံမှာကျဲမတ်တင်ဂီတပါတဲ့သူဟာအစိုးရလုပ်ငန်းတွေမှာယာဒူးကြီးကြီးမားမားရရှိထမ်းဆောင်ရတတ်ပါတယ်ဒါပေမဲ့ဘလောက်ကြီးတဲ့ယာဒူးကိုပဲရရမမြဲတတ်ပါဘူးယာဒူးပြုတ်ခြင်းအသေးစိုးနဲ့တရားချင်းဆိုတဲ့အနှိဋ္ဌာယုံတွေကိုကြုံတွေ့ရတတ်ပါတယ် ကောင်းကျိုးနဲ့စူပစ်ဟာဒွန်တွဲလျက်ရှိနေပါတယ်။စနေဂျိုခုံဆိုတဲ့လက်ကလေးအရင်တနေရရာမှာဂျဲမတ်တင်ဂီတာပါတဲ့သူဟာလေပြတ်ခြင်း၊အုံနောက်ကြော်ပြတ်ခြင်း၊နှလုံးခုန်မှုရက်ဆိုင်ခြင်း၊ရေနစ်ခြင်းနဲ့တခြားအန္တရာယ်စိုးတစ်ခုခုတွေးကြုံရပြီးရုတ်တရက်ကွယ်လွန်တတ်ကြပါတယ်။စနေဂျိုခုံဆိုတဲ့လက်ကလေးရင်တနေရရာမှာဂျဲမတ်သားတင်ဂီတာပါတဲ့သူဟာအိမ်တော်ပြုတဲ့အခါသားသမီးမရတတ်ပါဘူး။အမျိုးသားရဲ့စနေဂျိုခုံလက်ကလေးအရင်မှာဂျဲမတ်တင်ဂီတာပါနေမှာဆိုရင် အဲ့ဒီအမျိုးသားကြောင့်သူ့ရဲ့အိမ်တော်ရေးမှာကလေးမရနိုင်ပါဘူးအမျိုးသားဟာမြုံနေသူဖြစ်ပါတယ်ခြုံပြီးပြောရမယ်ဆိုရင်စနီဂျူခုံရက်လက်ကလေးအရင်တနေရမှာကျဲမတ်တင်ဂေတပါနေမယ်ဆိုရင်မကောင်းဘူးလို့ပဲပြောရမှာဖြစ်ပါတယ်လက်တန်ရင်ကနေရာကိုတော့ဘုဒ္ဓဂျူခုံလို့ခေါ်ပါတယ်ဘုဒ္ဓဂျူခုံပေါ်မှာကျဲမတ်တင်ဂေတပါတဲ့သူတွေကတော့များသောအားဖြင့်မကောင်းတဲ့သူတွေလိန်လေလက်စားတက်တဲ့လူတွေလူညစ်တွေဖြစ်တတ်ကြပါတယ် လက်တန်းရင်ဗုဒ္ဓဂျိုကုံမှာကျဲမတ်သင်္ကေတပါတဲ့သူတွေဟာကုံတဲ့ပွဲစားတွေဖြစ်တတ်ကြပါတယ်။လောင်ကစားလုပ်ငန်းသမားတွေဖြစ်တတ်ကြပါတယ်။ဗုဒ္ဓဂျိုကုံမှာကျဲမတ်သင်္ကေတပါတဲ့သူဟာမိမိကသူတစ်ပါးကိုလိန်လေလက်ဖျားဖို့ဝုံမလေးတတ်ကြသလိုသူတစ်ပါးရဲ့လိန်လေလက်ဖျားမှုတွေကိုလည်းကြုံတွေ့ရတတ်ပါတယ်။လက်တန်းရင်ဗုဒ္ဓဂျိုကုံမှာကျဲမတ်သင်္ကေတပါတဲ့သူတွေဟာတခြားသူတွေရဲ့ပစ္စည်းဥစ္စာငွေကြေးကိုမတရားနှီးနဲ့ရရှိအောင်လှုပ်ဆောင်တတ်ကြပါတယ်။ အဲ့ဒီလိုပဲသူရဲ့ပစ္စည်းဥစ္စာငွေကြေးတွေကိုလည်းတခြားသူတွေကလိန်လည်လက်ပြခြင်းကိုယူခြင်းပေါက်ထွင်းလူရက်ခြင်းမျိုးတွေခံရတတ်ပါတယ်ဘုဒ္ဓဂျိုကုံမှာကျဲမတ်တင်ဂေတပါတဲ့သူတွေဟာအဲ့ဒီတောင်ရေးရှုပ်ထွေးပြီးစိတ်ဆင်းရဲမှုတွေကြုံတွေ့ရတတ်ပါတယ်ဘုဒ္ဓဂျိုကုံမှာကျဲမတ်တင်ဂေတပါတဲ့သူဟာစာပေအမှုပညာမှာထင်ပေါ်ကျော်ကြားအောင်မြင်တတ်ပါတယ်စကားပြော တရားဟောကောင်းတတ်ကြပါတယ်အောင်မြင်ထင်ရှားတဲ့ရှင်းနေကြီးတွေဖြစ်တတ်ကြပါတယ် သူတို့ရဲ့စာတွေစကားလုံးတွေဟာသူများတွေထပ်ပို့ပြီးထိရောက်ထက်မြတ်ပေါ်လွင်ထင်ရှားလူကြိုက်များတတ်ကြပါတယ်။နိုင်ငံရေးသမားတွေရဲ့လက်မှာလည်းအဲ့ဒီလိုဂျယ်မတ်တင်ဂီတမျိုးပါတတ်ပါတယ်။ဗုဒ္ဓဂျိုးခုံမှာဂျယ်မတ်တင်ဂီတပါတဲ့သူတွေဟာပေါက်ကွဲမှုတစ်ခုခုရောက်ဒဏ်ရာအနာတရဖြစ်တတ်ပါတယ်။လေဆုံးရတတ်ပါတယ်။ချုပ်ပြီးပြောရမယ်ဆိုရင်တော့ဗုဒ္ဓဂျိုးခုံမှာဂျယ်မတ်တင်ဂီတပါရင်မကောင်းတာကများပါတယ်။စောရနှခပါတဲ့သူတွေထင်ရှားကြော်ကြတဲ့ဖောက်ထွင်းဝိဇ္ဇာတွေ ကဘာကျော်လူလိန်ကြီးတွေဖြစ်တတ်ကြပါတယ်။တာမန်လူတွေထပ်ပို့ပြီးထင်ရှားပေါ်လွင်တဲ့ဒူးချတဲ့လူသိများတဲ့မကောင်းတဲ့ဘက်တွေမှာကြော်ချတဲ့ပုံကိုယ်တွေဖြစ်တတ်ကြပါတယ်။ကလေးမွေးလာပြီးမှမိဘတွေစီးပွားရေးတက်လာတယ်ဆိုတဲ့စကားကိုကြားဝူးကြမှာပါ။တချို့ကလေးတွေဆိုရင်ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာတော့မိဘတွေကိုစီးပွားတိုးတက်စေပြီးမွေးဖွားလာတော့လည်းမိသားစုစီကိုကံကောင်းခြင်းနဲ့တည်ယူလာတတ်ပါတယ်။ ဘုံမှာပြထားတဲ့လေးနဲ့မပြည့်သေးတဲ့သမီးငယ်လေးရဲ့ညာလက်ကိုသေချာကြည့်ရှုလေ့လာကြည့်ပါစနေတီယိုကနေထွက်ပေါ်လာတဲ့ဗုဒ္ဓဟူတီယိုငယ်လေးတွေဟာတိပင်ရအကိုင်းခက်တွေလိုဝေဖျာပြီးလက်တန်းစီကိုထိုးတက်သွားပါတယ်အဲ့ဒီအမတ်သားရဲ့ကောင်းကျိုးလေးတွေကတော့မွေးဖွားလာစဉ်ကပါလာတဲ့အတွက်ကြောင့်ကလေးရဲ့ကံကြောက်ပဲမိဘတွေစီးပွားရေးတိုးတက်စေပြီးကိုယ်ပိုင်အလုံးနဲ့အောင်မြင်မှုရရှိစေပြီးကိုယ်ပိုင်အိုးသစ်အိမ်သစ်တွေကိုရရှိစေပါတယ်ပြီးတော့သူ့ရဲ့နှလုံးလမ်းကြောင်းအထက်မှာအောင်မြင်လမ်းဟာ မဟာတရိဂံနဲ့အစပြုထွက်လာပြီးခရင်ကွားနဲ့အဆုံးတတ်ထားပါတယ်။ဘေးမှာလည်းတံပုံငယ်လေးတွေပါရှိနေပါတယ်။အဲ့ဒီမတ်သားရဲ့ဒူးခြားချက်ကတော့အဆောက်အရှောက်ကောင်းတွေရှိတတ်ပြီးဂျဲကနန်ပေးတတ်ပါတယ်။အတိတ်ကောက်ထိုးရင်ခြေထီနှလုံးထီပေါက်တတ်ပါတယ်။ကလေးရဲ့မိသားစုကလည်းကနန်းပေးလို့ခဏခဏပေါက်တဲ့အကြောင်းပြောပြပါတယ်။သူ့ရဲ့ဘဲဘဲလက်မှာတော့ခီးသွွားလန်းချောင်းဟာနှစ်ထပ်ရှိပြီးရှေလျားထင်ရှားအားကောင်းစွာပါနေပါတယ်။ဒါကတော့ပြပနိုင်ငံကိုသွားရောက်ပြီးပညာသင်ကြားရပါလိမ့်မယ်။ ကလေးရမိခင်ကလည်းကလေးကြီးလိုက်နိုင်ငံသားမှာကြောင်းထားဖို့ရည်ရွယ်ထားပါတယ်။သူ့ရဲ့နှလုံးလန်းကြောင်းအထက်မှာလည်းမဟာတွိကံအတင်ရှားပါနေတဲ့အတွက်ကြောင့်ကိုပိုင်ကားတွေလည်းငယ်စဉ်ကတည်းကရရှိနိုင်ပါတယ်။ဒီနေရာမှာမှတ်ချက်ကတော့ဒီကလေးငယ်ရဲ့မိဘတွေဟာကလေးမွေးပြီးမှကိုပိုင်အလုံနဲ့အောင်မြင်လာပြီးကိုပိုင်ဦးသိအိမ်သိရရှိလာတဲ့အပြင်ကိုပိုင်အိမ်စီးကားလေးလည်းရှိရမိသားစုလေးပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့တနင်္ဂနွေတီယူလို့ခေါ်တဲ့အောင်မြင်လန်းကြောင်းကြောင်းဖြစ်ပါတယ်။ လက်သကြွယ်ရင်တနင်္ဂနွေဂျူခုံပေါ်ကဒေါင်လိုက်မြင်းလို့ခေါ်တဲ့ကံလန်းကိုတနင်္ဂနွေတီယိုလို့ခေါ်ပါတယ်။ဒါကကံကောင်းစီတဲ့သင်္ကေတလေးပဲဖြစ်ပါတယ်။အမှုပညာလုပ်ငန်းနဲ့အကျိုးပေးခြင်းလူချစ်လူခင်ပေါ်များခြင်းအမွေရခြင်းဒီပေါက်ခြင်းဦးစားတာကောင်းခြင်းအသက်ကြီးပိုင်းချမ်းသာခြင်းတိုက်အိမ်နဲ့နေရခြင်းမမျော်လင့်ပဲဦးအိမ်ကောင်းကောင်းနေရခြင်းမမျော်လင့်ပဲငွေစုလိုက်ပုံလိုက်ရရှိခြင်းတွေနဲ့ကြုံရမဲ့သူတွေပဲဖြစ်ပါတယ်။နောက်ပြီးသူတို့ဟာစိတ်ထားမုံမြကြတဲ့သူတွေလည်းဖြစ်ပါတယ်။အလားပါကြိုက်တဲ့ အနေထိုင်တန်ပြန်တယ်။အိုးကောင်းအိမ်ကောင်းနဲ့နေရမယ်။အသက်ကြီးပိုင်းမှာကောင်းစားမယ်။အိုးစားတာအလွန်ကောင်းပြီးရွှေငွေရတနာပေါးများကြွယ်ဝမယ်။အများစုကတော့အသက်ကြီးပိုင်းမှာကောင်းစားကြပါတယ်။အခုပုံမှန်ပြထားတဲ့လက်ဝါးပြင်မှာတော့တင်းငွေဒီယူလို့ခေါ်တဲ့အောင်ကြီးလမ်းကြောင်းဟာနှစ်ကြောင်းတစ်ပြိုင်နက်ပြိုင်တက်နေတဲ့အတွက်လုပ်ငန်းတစ်ခုကိုတစ်ပြိုင်နက်ထဲလုပ်ကင်ရပြီးလုပ်ငန်းတစ်ခုနဲ့တစ်ပြိုင်နက်ထဲအောင်မြင်မဲ့သင်္ကေတဖြစ်ပါတယ်။ဘဝအရှိပိုင်းမှာဘလောက်ပဲခက်ခဲခဲ့ပေမဲ့လည်းနောက်ပိုင်းမှာ ကောင်းစားမဲ့သူတွေလို့အတိအလင်းပြောလို့ရပါတယ်